ကပပမထာဝရသက်ရှင်နဲ့စွာအကြီးဆုံးသက်ရှင်မျိုးစိတ်ကပပမစွာအကြီးဆုံးသက်ရှင်ကိုလူလူထင်နေကြတဲ့ဆိုရင်တော့တကယ်စွာအကြီးဆုံးသက်ရှင်ကိုဒီမှာမိတ်ဆက်ပေးပါမယ်အစူပါသက်ရှင်မှာအုံတော့မရှိသလိုနှလုံးလည်းမရှိပါဘူးပြီးတော့တွေးတဲ့မရှိသလိုသက်ရှင်ရဲ့အတွက်လို့အတ္တအယူဆိုတဲ့အရာလည်းမရှိပါဘူးဒီလိုယူမရှိနှလုံးမရှိအုံတော့မရှိတွေးမရှိပေမဲ့လေလူသားတွေတော့အဲ့ဒီသက်ရှင်ကိုထိမိလိုက်တာနဲ့အသက်အန္တရာယ်ချိန်ချောက်နိုင်တဲ့အန္တရာယ်များပါတယ်အဲ့ဒီရပါတော့ကျွန်တော်တို့ချစ်စရာလေးပဲလို့တည်ထားကြတဲ့ကျယ်လေးငါးရီပါ ကျင်းလင်းကားရီကအတော်လေးကိုရှေးကြတဲ့မျိုးစေ့တွေဖြစ်ပြီးတော့ကဘာဦးမကလေးကရှိနေခဲ့တာပါကဘာပေါ်မှာတစ်ပင်နေမရှိခဲ့တဲ့ကရှိနေခဲ့ကြတဲ့တက်ရှိမျိုးစေ့တွေဖြစ်ပြီးတော့အခုမျိုးတွန်းသွားတဲ့ဒိုင်နိုဆောရီထက်ပိုဆောတဲ့ခေတ်ကလေးကရှိခဲ့တာပါနည်းနည်းလေးသိကြမယ်ဆိုရင်တော့ကျင်းလင်းကားတွေပေါပေါလာခဲ့တာတွန်းခဲ့တဲ့နေ့တမောင်း900လောက်ကလေးကပါအဘပြပြီးငါးခုလောက်တီကိုကြော်ဖြတ်ခဲ့တဲ့ခြေလင်းငါးမျိုးစေ့တွေကဒန်နိုဆောရီမျိုးတွန်းခဲ့တဲ့ဖြစ်စဉ်မှာကဘာပေါ်ကတက်ရှိခွန်နဲ့ဆေးရခိုင်နှုန်းလောက်ရောက်ခွင့်ကြပြီမယ်။ဘေးဒီဆန်သွားနေပေးဆက်လက်တက်ရှင်ခဲ့ကြပါရယ်။ခြေလင်းငါးမျိုးစေ့တွေကတက်တန်းနဲ့တုံးနေလောက်ပြီးရှိကြတဲ့ဆိုပြီးမယ်။ တချို့သောမြို့စစ်တွေကအသက်ကိုလိုသက်လက်ရှိကြပါတယ်တူလီတက်စီတော်နီဆိုတဲ့ဂျေဒီ၅မြို့စစ်ကအချိန်ဝင်နောက်ပြန်စုံနိုင်တဲ့အထိကိုတက်ပြင်းပါတယ်တကယ်လို့တခုခုနဲ့ထိခိုက်မိတယ်ဆိုရင်လေသူ့ရဲ့ဘာလို့စတေ့ချ်ကိုအစပြန်သွားပြီးတော့အကောင့်အပြန်လည်ရှင်းတန်းခဲ့ပါတယ်ဆိုတော့အုံနာမရှိသည်မရှိအယူမရှိတဲ့အသက်ရှိတဲ့တော်ရကောင်တော်တော်ဂျာကထာရဆက်ရှိခြင်းပါဆိုတော့ဂျေဒီငါရီကအယူအုံနာတွေးဟယ်လိုဒါရီမရှိတဲ့ပြင်အစုတ်တို့မျက်လုံးတို့လည်းမရှိပါဘူးဒီတော့ဒီလိုဘာမှမရှိပဲဂျေဒီငါရီကဘယ်လိုဖွဲ့စည်းထားလဲစဉ်းစားဖို့ကောင်းပါတယ်ဂျေဒီငါရီရဲ့ခန္ဓာကိုယ်ကိုယ်ဆက်ရှိရမယ်တော့ ရေဒီဖြစ်ပြီးတော့သူတို့ရဲ့ခြေလီတို့အသားရေကနေပြီးတော့အောက်ဆီဂျင်ကိုဆုပ်ယူကြပါတယ်အော်ဆိုတော့ဂေရင်ငါးရီမှာပဇက်ပေါက်ဆိုတာချီပြီးတော့အစူပါပဇက်လို့ပြောလို့ရတယ်ခန္ဓာကိုယ်အစိပိုင်းကပဲအလုံးနှစ်ခုကိုလုပ်ပါတယ်စားနာတောက်တာနဲ့အညီချင်းဆွလို့တာတွေပဲဖြစ်ပါတယ်ဆိုတော့ခန္ဓာကိုယ်အစိပိုင်းတစ်ခုတည်းကနေဒုံငတ်တာဝင်တစ်ခုလုံးကိုတောင်းယူပြီးတော့လုပ်တော့ပါဘလူးတတဝါမျိုးမှမဆိုထူးခြားတဲ့ခန္ဓာကိုယ်အစိပိုင်းဆိုရရှိပါတယ်အဲ့တော့ဂေရင်ငါးရီမှာလည်းရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့လက်ထံမှာပဲအစူပါလက်ထံကဂေရင်ငါးရီအတွက်တဘာဝကဖန်တီးထားတဲ့ကြောက်ဖို့ကောင်းတဲ့အရာတွေပဲဖြစ်ပါတယ် ကဲဒီမှာရေကူနေဂျယ်လီငါးတချို့နဲ့ထိမိလေအလဲကြီးထားအောင်ခင်နိုင်နေဆိုပေမဲ့ဒီချို့ဂျယ်လီငါးမျိုးစစ်တွေရဲ့လက်ထက်တွေကအတက်ပြေးပြီးတဲ့လူကြီးတယောက်ကိုတော့ second house တွေမှာနေစားသဘောရောက်နေနေပါတယ်အစောလက်တန်းတွေကဂျယ်လီငါးရဲ့တဘာဝကဖန်တီးထားတဲ့ကြောက်ဖို့ကောင်းတဲ့အရာတွေပဲဖြစ်ပါတယ်။ Boss Jelly Face လို့ခေါ်တဲ့ music တွေမျိုးကအဲဒီလောက်ထိ energy ကြီးပြီးတော့သူ့ရဲ့လက်တန်းတွေမှာလူရပား60လက်ဝန်းနောက်ဘက်ကူးသွားစေတဲ့စိတ်ရှိပါတယ်။ Zero ၊ဗီလီဘီချီသူတွေ၊မင်းလေးကြီးရဲ့နာမကူးခဲ့ခြင်းတို့တွေအတွက်ဂျယ်လီငါးဆိုတာချစ်စရာကောင်းနေပေမဲ့အဲဒီအများဆုံးသတ္တဝါဖြစ်ပါတယ်။ အချက်လက်တွေရှာဖွေတွေ့ရှိမှုတွေရဆိုရင်တော့ဂျယ်ရီငါးတွေကငမန်းနေတဲ့လူတွေကိုကိစ္စချောပြရပိုးများပါတယ်။ဆိုတော့ဒီလိုမျိုးဂျယ်ရီငါးတွေအန်ဒီအများရဲ့ကိစ္စကိုမေးလိုက်ပြီးတော့စိတ်ဝင်စားပြကောင်းတာတခုရှိပါတယ်။သူကြီးမမရဘူးတဲ့အာဂါသာဆိုတဲ့နေရာကိုဒီဂျယ်ရီငါးတွေကရောက်ဖို့တဲ့မျိုးစိတ်တွေပါ။ကိုယ်စေကိုနေတွေတော့အသေးပန်စံတက်ချက်တခုနေတယ်ဂျယ်ရီငါအကောင့်2000ကိုအဘသာနဲ့ပြည့်လို့ပြီးတော့စွန့်ငွေကိုသူတို့ဘလို့တုံ့ပြန်ကြလဲစံတက်ဖို့ပါတယ်ဒီအကောင့်200တော့ဂျယ်ရီငါရဲ့အဘသာထဲမှာတက်မရှင်နိုင်ဘူးလို့ထင်နေရင်တော့မှားသားပါလိမ့်မယ် အကောင့်သားထဲမှာကမောက်ရှင်တန်နိုင်ခဲ့တဲ့ပြင်မျိုးပါထပ်ပြီးတော့ပွားနိုင်ပြီးတော့အကောင့်ပေါင်း6000လေးဖြစ်သွားခဲ့ပါတယ်။ဆိုတော့ဒီလိုမျိုးတစ်လောက်ထိဒုစရနဲ့ခြေရင်းငါးရီနဲ့ထိမိရင်အစိတ်ကိုတင်းနေပေါ့ပြီးထိလို့ရတယ်လို့ထိနေရင်တော့အကြီးကြီးမှားသွားပါလိမ့်မယ်။ခြေရင်းငါးရီရဲ့စိတ်ကိုလူရဲ့တင်းနေလုံးဝမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကဲတီရောင်ပဝိချောင်းရမယ်အရာတွေကခြေရင်းငါးတွေပဲဖြစ်တာမို့လို့ချစ်စရာလေးဆိုပြီးကိုင်းမတိဖို့ပြောချင်ပါတယ်။အေးဒါလေးကတော့နော်ခပါပြတ်သွားတော့တက်ရှင်နေအောင်မဲ့ music ပေါ့နော်ဆိုတော့အဆုံးကြီးကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလူစိတ်ဝင်စားတဲ့ဗီဒီယိုတွေနေ့စဉ်နဲ့များဥပမာဒီ subscribe ကကျွန်တော် YouTube channel ကို subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်